နိုဝင်ဘာလ20ရက်နေ့ဒီကနေ့မှာကြာရောက်တဲ့ဒဝယ်အမျိုးသားနှင့်အထိတ်အမှတ်ဒီဂီတာဖျော်ဖြေပွဲကိုဒဝယ်မြို့မှာကျင်းပနေချိန်လောင်လုံးမြို့နယ်ဖက်ချန်အစစ်အစေးများကလွန်ကျွေးတိကျထားပါတယ်။ဒီတင်ကိုဒဝယ်ဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။မေလိုလစတီရဲ့နိုဝင်ဘာလ20ရက်ဒီကနေ့မှာကြာရောက်တဲ့ဒဝယ်မြို့သားနှင့်အထိတ်အမှတ်ဒီဂီတာဖျော်ဖြေပွဲကျင်းပနေချိန်လောင်မြို့နယ်ဖက်ချန်အစစ်အစေးများကလွန်ကျွေးတိကျထားပါတယ်။ ဒိဋ္ဌပြောပြပွဲကိုဒေနိည6နာရီကနေ7နာရီတိဒဝေမြို့ကန္နာလန်ဒဝေမြေကန်နဘီမှာရှိဒဝေရိုးရာတပိမျိုးပွဲတော်ကျင်းပါတယ်ကန္နာပန်ချံမှာကျင်းပါနေတာပါဒါကြောင့်ကန္နာပန်ချံနေဒဝေမြေသားခြားတဲ့လောင်လုံးမျိုးနေဤဝန်ချေဝါနေသားကိုခြေဝါအနီတဝိုင်းမှာစင့်အားအများပြားခြားတာခဲ့ပါတယ်ကန္နာလန်တိရှောင်းနေဒီဂီတာပြောပြပွဲကျင်းပါမယ့်နေရာမှာတော့ ဒီနေ့မနေ့ပိုင်းထီတော့လောချိုရေးတင်းချထားတာကိုမတွေ့ခဲ့ရပါဘူးဒါပေမဲ့မြို့ဝင်ထွက်ခဲ့ဖြစ်တဲ့ကမြောကင်တားဆစ်စီကီမာတော့ခီးသွွားပြည်သူတွေကိုပုံမှန်ထက်အစီအစီများနေတာကိုတွေ့ခဲ့ရတယ်လို့မြို့ခံခီးသွွားတွေကပြောပါတယ်တွေမျိုးသားနေဂီတာဖျော်ဖျော်ဝေးချင်ပါမယ်တွင်ပြီမှာ တွေမျိုးသားအလံတွေလက်စစ်မြောင်ဆိုတွေနဲ့အလားစင်ထားပါတယ်နေ့စဉ်ရတော်လဆန်တီအနေကို တွေမျိုးသားနေဖြစ် 2019ခုနှစ်မှာတက်မှတ်ခဲ့ပြီးပရမကျွေးတဝဲမျိုးသားနေကို2018ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာဒွေမျိုးမှာရှိတဲ့တင်းသားတိုင်ရင်ကျေမှုပြားလိုက်မှာစတင်ကျင်းပခဲ့တာပါအခုနှစ်ဒွေမျိုးသားနေဂီတာပြောပြပွဲမှာတော့ဒွေလူမျိုးတေးတန်ရှင်တွေဖြစ်တဲ့မိုးကောင်းတွင်ဒါလီအင်မီဇန်နဲ့ဒွေလူမျိုးအခြားတေးတန်ရှင်တွေကပါဝင်တည်ဆို့ပြောပြနေကြပါတယ် တရချောင်းမြွနယ်ထဲကဒဝဲမြစ်ကားလမ်းမှာ ကားတွေနဲ့ခရီးသည်များချီပိတ်မိနေတာတပတ်လောက်ရှိလာပြီဖြစ်ပါတယ်။ဒီတည်တင်းကိုဒဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။တရချောင်းမြွနယ်ဒဝဲပိတ်ကားလမ်းမှာကားတွေနဲ့ခရီးသည်များချီပိတ်မိနေတာတပတ်လောက်ရှိလာပြီဖြစ်တယ်လို့ခီးသွားတဲ့နေတရချောင်းမြွနယ်ဒေသခံတို့ကပြောပါတယ်။ ဒဝိဘိတ်ကာလန်တရှောက်ကိုဆက်နာရှင်တက်ကစစ်ကြောင်းထိုးနေတဲ့အတွေ့စီချင်းနေကြောင်းအဲ့ဒီလမ်းဘိုက်ကိုကရင်အမျိုးသားလွမြောက်ရေးတမတော် KNLA တိုင်စနေနဲ့ပြည်သူ့ကာကွယ်တမတော် PDF တို့ကအလံပိတ်ထားတာပါတရက်ချောင်းမျိုးနဲ့စူစင်ဖြာမင်တသိကို6ချောင်းပြင်းပြူကြီးကနေဘလော်မျိုးနဲ့အပွင့်စင်တိုးကြီးရွာတီလမ်းနဲ့လျှောက်ပေးမိနေပြီး ကုတင်ကားနဲ့ခီတဲ့တင်ကားရနဲ့ချီရှိနိုင်တယ်လို့ဆိုပါတယ်။လမ်းမှာပေးမိနေတဲ့ခီတဲတွေကိုရွာသူရွာသားတွေကတမင်ဟင့်ချက်ပြီးလှူကြတယ်လို့လမ်းပိုင်းမှာရှိတဲ့ဂျီဝါဒီဝါကအမျိုးသမီးတို့ကပြောပါတယ်။အင်အား200လောက်နဲ့စစ်ကြောင်းထိုးနေတဲ့ဆာနာရှင်တပ်က ောက်တိုဘာလ21ရက်နေ့ဖွင့်ခြင်းကစလို့တရက်ချောင်းမြို့နယ်စင်ကူရွာကနေဗုဒ္ဓံအထိတဝဲပိတ်သွားကလန်တလျှောက်ကိုစစ်ကြောင်းထိုးနေတာပါဆရာနာရှင်တက်ရည်သေးရင်တူလေမကြာခဏပြောင်းဝဲနေတာကြောင့်ဘုံကျဲတက်ခိုက်မှာကိုခီးတဲတွင်နေဒိသခံတွင်ဆိုရင်းနေကြပါတယ်ဒါပြင်လမ်းကြောင်ရှိရှိပင်မိနေတဲ့အတွေ့စာရေးတောက်ရေးအခက်အခဲဖြစ်လာတယ်လို့လည်းဆိုပါတယ် စီလိုအပ်ချက်အရာဒွေပိတ်ကာလံကိုတေချောင်းမြုံနယ်ကနေဘလောက်အထိနိုင်မလရှေကာစပီရဲ့အကန့်အသတ်မရှိပိတ်ထားမှဖြစ်တယ်လို့ကရင်အမျိုးသားစီအိုကင်ယူတက်မာလီကရင်အမျိုးသားလွတ်မြောက်ရေးတံတော် KNLA တိုင်စနေတက်ခွေနေ့ကထုတ်ပြန်ထားပါတယ် စစ်ကြောင်းထိုးနေတဲ့အချိန်ဒီပေါ်မူတည်ပြီးကာလန်ကိုတက်ဆိုင်ရာတွန်လိုင်းအင်အားစုဖက်ကဖြတ်တန်းသွာလာခွင့်ပြုပေးတယ်လို့ဒေသခံတွေနဲ့ရင်းလိုက်လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်ထိုင်းမြန်မာနယ်စပ်မော်တော်မြို့ကိုသွားတဲ့လမ်းမှာဆီယနာရှင်တက်ကစစ်အင်အားဖြစ်တင်းနေပြီးတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပါတယ်။မော်တော်မြို့ကိုတော်လိုင်းတက်တွေတိုက်ခိုက်တန်းယူပြီးတဲ့နောက်ဆီယနာရှင်တက်ကတိမ်ခွန်းရွာနဲ့အနီးဝန်းကျင်ကိုအင်အားဖြစ်တင်းပြီးစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲပြင်းထန်နေတာပါ။ နိုဝင်ဘာလ15ရက်နေ့ကစပြီးဆီယနာရှင်တက်ကရဟတ်ရင်နဲ့စစ်ကိုအကြိမ်ကြိမ်လာရောက်ပို့ဆောင်ခဲ့တယ်လို့နိုဝင်ဘာလ18ရက်နေ့မှာလည်းကားခွနဲ့စင်းနဲ့စစ်ကိုရိခါရီကိုလာရောက်ပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ15ရက်နေ့ကနေနိုဝင်ဘာလ20ရက်နေ့ဒီကနေ့အထိတိုင်ခုံးနဲ့အနီးဝန်းကျင်မှာတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီးဆီယနာရှင်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တာတွေလည်းဆက်တိုက်လုပ်ဆောင်နေပါဗျ။ ရှိတော်ဒေတာတောင်သုံးလုံးကျေးရွာဒေတာခန့်တူဥယျာဉ်ခြံနဲ့သွားချိန်မြေမြုံမိုင်းနှင်းမိတဲ့အတွက်ခြေတော့ဖြစ်လိုက်ရပါတယ်။တည်တင်းအပြည့်စုံကိုဒွေဝက်ရှ်အဖွဲ့သားတူကပြောပြပေးသွားမှာပါရှင်။ဒွေရှိတော်ဒေတာတောင်သုံးလုံးကျေးရွာဒေတာခန့်တူဥယျာဉ်ခြံနဲ့သွားချိန်မြေမြုံမိုင်းနှင်းမိတဲ့အတွက်ခြေတော့ဖြစ်လိုက်ရပါတယ်။ မိုင်းနေမိသူဟာအသက်40ကျော်အရွယ်တောင်တုံးလုံးရွာသားကိုအောင်မင်းဦးဖြစ်ပြီးနိုဝင်ဘာလ18ရက်နေ့ကကြောင်မဲတောင်ရွာတရုတ်သိမ်းခြိုင်အနောက်ဘက်မှာရှိတဲ့ဥယျာဉ်ခြံထဲကအပြန်လမ်းမှာမိုင်းနေမိတာပါကိုအောင်မေဟာတဝဲဆေးရုံမှာကုသမှုခံယူနေပြီးဒူးအောင်ပိုင်းကနေခြေတော်ဖြတ်လိုက်ရတယ်လို့မိသားစုဝင်တအူကပြောပါရယ် ဒဝဲရှိတော်ဒေတာဟာစေဟီပလီပခပြင်းထန်တဲ့ဒေတာဖြစ်ပြီးဥယျာဉ်ချန်သွားတဲ့လမ်းတွေမှာထောင်ထားတဲ့မြေမြုပ်မိုင်းနေမီလိုဒေတာခံတွေမကြာခဏတေဆုံထိခိုက်ဒဏ်ရာရနေကြပါတယ်။တနင်္သာရီတိုင်းမှာမြေမြုပ်မိုင်းတွေဟာလူတွေဖြတ်တန်းသွားလာတဲ့လမ်းဥယျာဉ်ချန်လက်တော်တွေနဲ့ရွာတွေနာထိရောက်လာတဲ့အတွက်ပြည်သူတွေမြေမြုပ်မိုင်းနေမီတဲ့အန္တရာယ်ကိုပုံမကျုပ်တွေ့နေကြရပါတယ်။ မောတောင်မြို့သိမ်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့စစ်သားတွေကိုကော့တောင်း၁၄ဂိတ်ကနေထိုင်းအာဏာပိုင်တွေကစစ်တပ်စီကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ။အခုလ၁၄ရက်နေ့ကထိုင်းမြန်မာနယ်စပ်ကမောတောင်မြို့ကို KNL နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ချိန်နယ်စပ်ပင်မစခန်းကတရင်မှုအပါအဝင်စစ်သား60လောက်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့တာပါ။ကျန်ရှိတဲ့စစ်သားနဲ့ပြည်သူစစ်40ကျော်ကိုတော့တော်လိုင်းရေးတပ်တွေကစစ်သုံးမှန်းအဖြစ်ဖမ်းမိခဲ့ပါတယ်။